ဘာသာစကားလေးလာနေတဲ့သူတယောက်ကသူပုံမှန်မလေးလာဖြစ်တော့ဘူးဆိုရင် အရင်ကလေးလာထားတာတွေကိုတဖြည်းဖြည်းနဲ့မေ့သွားလိမ့်မယ်။အဲ့ဒီလိုပဲ English လို့ပြောတတ်တဲ့သူတယောက်ကအင်္ဂလိပ်စာစကားပြောကိုပုံမှန်မလေးချင်းဖြစ်တော့ဘူးဆိုရင်သူ့ရဲ့စကားပြောစွမ်းရည်ကတဖြည်းဖြည်းနဲ့ကျလာလိမ့်မယ်။ကျွန်တော်တို့တွေမြန်မာစကားကိုပြောဖို့မေ့သွားတယ်လို့ရှိတာ။ ပဲရှိမှလည်းနေတိုင်းပြောနေတာ哦အားလုံးမင်္ဂလာပါဖင်နာဖြစ်ပါတယ်ဖင်နာကတော့ worldwide phenna ဆိုတဲ့ Facebook page မှာအင်္ဂလိပ်စာသင်ကြားပေးနေတဲ့အင်္ဂလိပ်စာဆရာမတူဦးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့အင်္ဂလိပ်စာကိုအပတ်စဉ်ပုံမှန်ဖင်နာဘယ်လိုလေ့ကျင့်ဖြစ်နေသလဲဆိုတာကိုပြပြပေးသွားပါမယ် အင်္ဂလိပ်စာကိုပြန်တတိချာချာစပြီးတော့လေးလာခဲ့တဲ့အချိန်ကကိုဗစ်လော့ခ်ဒေါင်းကာလမှာပေါ့နော်အဲ့တော့စာလေးလာမယ့်အချိန်ကြီးလေးဖိနန်စီမှာအများကြီးရခဲ့တယ်အဲ့တော့နေ့တိုင်းလိုလိုလေ့ကျင့်ဖြစ်တယ်ဒီနေ့ကို9နိုင်6နိုင်လောက်ထိလေ့ကျင့်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်းဖိလန်မှာလောက်ဆရာတွေများလာတယ်ပေါ့နော် Global Fine Finance ဆိုတဲ့ Facebook page မှာအင်္ဂလိပ်စာ content တွေဖန်တီးတယ်အင်္ဂလိပ်စာတွေသင်ပေးတယ် YouTube video တွေ create လုပ်တယ်ကျောင်းစာလည်းတစ်ဖက်နဲ့အဲ့ဒီလိုမျိုးအလုပ်တွေများတဲ့နေရာမှာအင်္ဂလိပ်စာလေ့လာဖို့အတွက်တည်တံ့အချိန်ပေးနိုင်သေးတာလားဆိုတော့ yes ပါ ဖရန်စီမှာအကျဉ်းတစ်ခုရှိတယ်အဲ့ဒါကမနက်ခင်းအရာနိုရာနဲ့နိုင်ရွက်ကနေတနိုင်လောက်ထိအင်္ဂလိပ်စာ podcast တွေနားထောင်ပြတယ်အဲ့လိုနားထောင်တဲ့အခါမှာလည်းသူ့ကိုတည်တန့်အချိန်ပေးပြီးတော့နားထောင်တာမျိုးမဟုတ်ဘူးဖရန်မနက်ခင်းကို morning routine လုပ်ဆရာရှိတာတွေလုပ်နေနားထောင်တာဥမာမျက်နှာတင်နေနားထောင်တယ်တွားတိုင်နေနားထောင်တယ်ရေချိုးနေနားထောင်တယ်မနက်စာစိုင်းနေနားထောင်တယ် makeup lane နေနားထောင်တယ်အဲ့တော့အဲ့လိုမျိုး English listening practice လုပ်ဖို့အတွက်တည်တန့်အချိန်ပေးစရာမလိုဘဲနဲ့ multitasking ဖြစ်သွားတာပေါ့နော်ကိုတခြားအရာတွေလုပ်နေတဲ့ English စာလေးနားထောင်ကြဖြစ် ်သွားတယ်ပြီးတော့ရင်တော့ Vina ကိုလှုပ်ရှားရှိတဲ့ဒီ daily activity တွေကိုစပြီးတော့လုပ်တယ်ညဘက်ရောက်ရင် Vina ကကျောင်းစာကို9နာရီရနေပြီးတော့10နာရီထိလေ့လာတယ်အဲ့လိုမလေ့လာခင်မိနစ်30လောက် focus အရင်နားထောင်နေအချင်းရှိတယ်ဒီလိုနဲ့ညဘက်စာချက်ပြီးသွားပြီဆိုရင် Vina ကတစ်နာရီလောက်ကိုတခြားလှုပ်ရှားရှိတာလေးလုပ်တယ်အဲ့ဒါက meditate လုပ်တာပဲဖြစ်ဖြစ်ဒီ YouTube video content တွေအတွက် script ဖန်တီးရပဲဖြစ်ဖြစ် ဒီ Facebook page အတွက်တခုခုစဉ်းစားတာပဲဖြစ်ဖြစ်အဲ့လိုမျိုးတနိုင်လောက်အချိန်ပေးပြီးတော့လုပ်ဖြစ်တယ်အဲ့ဒါပြီးသွားရင်တော့အင်္ဂလိပ်စကားပြောလေ့ကျင့်မယ်အဲ့တော့ပြနာကအဲ့လိုမျိုးအချိန်ကိုတတ်မှတ်ထားတာဖြစ်တဲ့အတွက်ပြနာအင်္ဂလိပ်စကားပြောစပြီးလေ့ကျင့်မယ့်အချိန်ကသူများတွေအိတ်လောက်မယ့်အချိန်17နိုင်17နိုင်အဲ့လိုဝင်းကျင်မှာဖြစ်သွားတတ်တယ်ပေါ့နော်ဒါပေမဲ့ momentum လည်းမပြတ်ရအောင်ကိုယ့်ရဲ့အချိန်လည်းမလျော့သွားအောင်လို့ဗနာဒီနေ့ကိုအနည်းဆုံး2နိုင်လောက်တော့စကားပြောလေ့ကျင့်ပြတယ် ်စကားပြောလေးချင်းနဲ့ကာဗနာကများသောအားဖြင့်ဝက်ကီသွားပြောလေးချင်းနဲ့ဟိုချော့သွားပြောလေးချင်းနဲ့ဒါမှမဟုတ်ကိုယ့်ရဲ့ close friend အနေနဲ့ပဲတည်တန်းလေးချင်းတာမျိုးရှိတယ်။အင်္ဂလိပ်စာလေးလာတဲ့နေရာမှာဖီနာကပြောတဲ့အချိန်တန်းနားထောင်တဲ့အချိန်ဟာပို့ပြီးတော့များတယ်။ listening practice လုပ်တဲ့အချိန်ဟာပို့ပြီးတော့များတယ်။ဘာလို့ listening ကိုအလောက်ကြီး focus ထားတာလဲဆိုတော့ဖီနာပြပြမယ်။ဖီနာတို့တွေဒီကိုပြောတဲ့စကားတွေကကိုနားထောင်လိုက်တဲ့စကားတွေပဲ။အဲ့တော့ you live တွေ့ကြည့်လား။ဖီနာတို့မြန်မာစကားဘာကြောင့်ပြောတတ်လာတာလဲ။ ဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာနေတဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကမြန်မာစကားနေ့တိုင်းပြောတယ်။အဲ့လိုပြောတာကိုနေ့တိုင်းကြားရတဲ့အတွက်ကျွန်တော်တို့ပြောလိုက်တဲ့စကားတွေကလည်းမြန်မာစကားတွေဖြစ်လာတာ။အဲ့ဒီလိုပဲ UK မှာနေတဲ့သူတွေပေါ့အင်္ဂလိပ်နိုင်ငံမှာနေတဲ့သူတွေဆိုရင်သူတို့ရဲ့နေ့စဉ်ကြားနေတဲ့စကားတွေက English ဘာသာစကားဖြစ်တယ်။ အဲ့ဒီအတွက်သူတို့ပြောတဲ့စကားတွေကလည်း English လိုပဲဖြစ်လာတာ။ဒါကြောင့် we speak what we hear ဖနာတို့ပြောတာတွေကကိုကြားတဲ့အရာတွေပဲ။ကဲ English စကားပြောတွေကိုနေ့စဉ်ပုံမှန်နားထောင်ပေးမယ်ဆိုရင်နံပါတ်၁ဖနာတို့ကသူတို့ရဲ့လေးယူလေးသိမ်းလို့ခေါ်တဲ့ intonation ကိုတစ်ခါလေလေ့လာပြီးသားဖြစ်သွားတယ်။ဘာသာစကားတစ်ခုပြောတဲ့နေရာမှာ intonation ကအရင်အရေးကြီးတယ်။ intonation ကိုသာအတက်ကြပုံမှန်လေးမလုံနိုင်ဘူးဆိုရင် စကားပြောတဲ့အခါစက်ရုပ်ကြီးစကားပြောနေသလိုတန်တန်ဖြစ်နေမှာကွာ monotonous ဖြစ်နေမှာ။ English လို့ပြောတဲ့သူ၂ယောက်မှာ English ကပြောတယ်ပုံမှန်နားထောင်ပြီးတော့ပြောတဲ့သူနဲ့သိပြောနားထောင်လည်းမရှိဘဲပြောတဲ့သူနဲ့ဆိုရင် skills နှစ်ခုအရန်กว่าတဲ့ listening practice ပုံမှန်လုပ်ပေးနေတဲ့သူတရား English လို့ပြောပြီးဆိုရင်အရန်နားထောင်လို့ကောင်းတယ်ဘာလို့လဲဆိုတော့သူရဲ့ intonation ကဒီလိုအကြအကြနဲ့လာတာ ဒါတွေကလုံးယူထားတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ listening practice ကများနေတဲ့အတွက်အုံနောက်ကအဲ့ဒါကို process လုပ်ပြီးတော့ automatically ကိုပြောတဲ့ပုံစံကလည်းဒီ natural tone natural intonation ဖြစ်သွားတာဖင်တာတွေ့ကြုံရပြောရမယ်ဆိုရင် English fluent speaker တယောက်ဖြစ်ဖို့အတွက်အဓိကအရေးကြီးဆုံးက listening practice များများလုပ်ပေးဖို့ပဲ Wisdom practice ကဘာကြောင့်အရေးကြီးရလဲဆိုတာကို neuroscience ကိုအခြေခံပြီးတော့ပြန်နည်းနည်းလေးပြောပြမယ်စိတ်ဝင်စားနားထောင်ကြည့်ဖင်နာတို့အုံနောက်ထဲမှာ left temporal lobe လို့ခေါ်တဲ့အချမ်းရှိတယ်အဲ့ဒီအချမ်းထဲမှာ Wernicke's area ဆိုတာရှိတယ်အဲ့ဒီ area ကအဓိကဘာလို့တာလဲဆိုတော့ဖင်နာတို့နားထောင်လိုက်တဲ့အတန်တွေကိုအတိတ်ပဲဖြစ်ပြောင်းမိတာပြောချင်တာကမြန်မာလိုပြောတာကိုနားထောင်ရင်အော်ဒါမြန်မာစကားပြောနေတာပါလားအင်္ဂလိပ်လိုပြောတာကိုနားထောင်ရင်အော်ဒါအင်္ဂလိပ်လိုပြောနေတာပါလားဆိုပြီးတော့သူကအတန်တွေကိုအတိတ်ပဲအဖြစ်ပြောင်းမိတာ အဲ့ဒါကကိုယ့်ကိုသဘာဝနီးလန့်အတိုင်းလေးလာဖို့အတွက်အကူအညီပေးတဲ့အရာတနည်းအားဖြင့်အဲ့ဒီဝါနီကီဆိုတဲ့နေရာကကျွန်တော်တို့အတန်တစ်ခုကို ချိန်ဖက်များစွာကြားလေလေသူကပို့ပြီးတော့ strong ဖြစ်လာလေလေကျွန်တော်တို့ကလည်းဘာသာစကားတစ်ခုကို naturally တဘာဝကြကြလေးလာပြီးသားဖြစ်နေလေလေပဲဒါပေမဲ့အဲ့ဒါက input အဆင့်ပဲရှိသေးတယ် input အဆင့်ဆိုတာကိုကတစ်ခုခုကြားလိုက်ရင်ဥပမာမြန်မာစကားပြောတာကြားလိုက်ရင်အော်ဒါမြန်မာလူပြောနေရပါလားဆိုပြီးတော့သိသွားတဲ့အဆင့်ပဲရှိသေးတယ်တကယ်ပြန်ပြီးတော့ပြောတတ်တဲ့အဆင့်မရှိသေးဘူးအဲ့တော့ဒီ one case area မှာ learn လောက်ထားတဲ့အရာတွေကိုကျွန်တော်တို့ပြန်ပြောချက်ဖို့ကကြတော့အုံနောက်ရဲ့ frontal lobe လို့ခေါ်တဲ့အခြေခံမှရှိတဲ့ broadcast area လောက်ပဲရယ် broadcast area ကသူ့ language production area လို့တောင်ခေါ်ကြတယ်အဲ့တော့ခင်ဗျားတို့နားထောင်တဲ့ one gigs area မှာအဲ့ဒါကိုအတန်ကိုအတိတ်ပဲဖြစ်ပြောင်းတယ်အဲ့ဒီအတိတ်ပဲကိုခင်ဗျားတို့ဗစက်ကနေပြန်ပြောတအောင်လို့ broadcast area လုပ်ပေးတာအဲ့တော့ဒီ broadcast area အလုံးလုံးမှာတကယ်ဘာသာစကားတစ်ခုပြောတတ်တယ်ဆိုတာဖြစ်လာတာအဲ့တော့သေချာစဉ်းစားကြည့်မယ်ဆိုရင် broadcast area နေခင်ဗျားတို့ပြောတဲ့အချင်းဖြစ်လာဖို့အတွက် one gigs area မှာအရင်ဆုံး learn လုပ်တဲ့အဆင့်ရှိရမယ် ဘယ်လိုလမ်းလုံးမှာလဲနားထောင်ပြီးတော့လမ်းလုံးမှာဖက်ယုံနေမရအောင်ဖက်တာတခြားဘက်သွေးနဲ့သွားတာနားထောင်တာကပြောဖို့အတွက်အလွယ်ကူဆုံးနဲ့အထီးရောက်ဆုံးဖြစ်လန်တစ်ခုပဲအဲ့တော့ကိုက Wanaki area နဲ့ Broker area ရဲ့ဆက်သွယ်မှုတစ်ခုကို strong ပြောင်းလုပ်ပေးဖို့လိုတယ်အဲ့ဒါဘာလို့မှလဲနားထောင်မယ်ပြောကြည့်မယ်နားထောင်မယ်ပြောကြည့်မယ်နားထောင်မယ်ပြောကြည့်မယ်အဲ့ဒီလိုမျိုးပုံမှန်လုပ်ပေးနိုင်မယ်ဆိုရင်သူတို့နှစ်ခုဆက်ဆံရေးက အရန်ကိုခိုက်မာသွားပြီးတော့ကိုကလည်း fluent ဖြစ်တဲ့ speaker တယောက်ဖြစ်လာလိမ့်မယ်အခုမင်းတို့ပြောခဲ့တာတွေက medical term တွေဆိုတော့တော်တော်များများဆိတ်ရှုပ်သွားမှာဆိုလို့အတက်နိုင်ဆုံးအတူဆုံးနဲ့အလွယ်ဆုံးဖြစ်အောင်တော့ပြောပြထားတယ်တော်တော်များစိတ်ဝင်စားခြင်းမှလည်းဝင်စားမယ်ဒီနေ့ topic နဲ့ဆိုင်ခြင်းမှလည်းဆိုင်မယ်ဒါပေမဲ့ပြင်နာကဘုသူတအနေနဲ့ပြောပြတာကဲဒါကတော့ပြင်နာအလုပ်တွေအများကြီးနေပြီးတော့အခုလက်ရှိအင်္ဂလိပ်စာလေ့လာဖြစ်နေတဲ့ပုံစံဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုလေးတစ်ခုလုပ်ပေးဖို့အစီအစဉ်ရှိတယ်။အဲ့ဒါကဖင်နာအခုလိုမျိုး English လိုကစားမှုကိုပြောတတ်ဖို့အတွက်အရင်ကဘယ်လိုတွေလေးလာခဲ့လဲဆိုတဲ့နည်းလမ်းတွေပေါ့နော်။ကဲနောက်ဆုံးနေနဲ့ဖင်နာပြပြချင်တာလေးကတော့ဘာသာစကားတစ်ခုဆိုတာကျွမ်းကျင်သွားပြီဆိုတိုင်းပြစ်ချလို့မရဘူး။ ာသာစကားစပြီးလေးလာပြီဆိုတာနဲ့ကိုကရေရှည်လေးလာနေရမှာအခုလိုမျိုး English လိုမပြောတဲ့နိုင်ငံဆိုပို့ပြီးတော့ဆိုတာပေါ့ဗနာတို့နေတာမြန်မာလိုပဲပြောနေကြတာလေအဲ့တော့ကိုကကိုရဲ့ skills ကိုရဲ့ fluency ကို maintain လုပ်ချင်တယ်ဆိုရင်တည်တည်ကြာပုံမှန်လေး consistency ကောင်းကောင်းနဲ့ကိုရဲ့ momentum ကိုထိန်းထားရမှာဖနာနားလေတဲ့ English စာကိုတကူတကကြီးအချိန်ပေးပြီးတော့လေးလာဖို့အတွက်ကဖနာတို့ first priority ဖြစ်မနေခဲ့ဘူးကွာကိုရစီမှာလဲကိုရလှုပ်ရှားအလုပ်တွေအများကြီးရှိတယ်ဟုတ်တယ်ဟုတ်အဲ့တော့ ကိုယ်အတွက် pressure လည်းမဖြစ်စေမဲ့အင်္ဂလိပ်စာလေ့ကျင့်လို့ရမယ့် schedule တခုရှိတိုင်းပို့ပြီးအဆင်ပြေတယ်။ so as big idea ဖြစ်နေဆိုရင်တော့အနည်းဆုံးတနေ့ကိုတနအီလောက်ပုံမှန်လေးစကားပြောလေးကျင့်ပေးနေဖို့လိုတာပေါ့နော်။ဒါပေမဲ့ကိုကတကယ်ကျွမ်းကျင်တဲ့ fluent ဖြစ်တဲ့ speaker တရားဖြစ်နေဆိုရင်တော့တနေ့ကိုအနည်းဆုံးတနအီလောက်ထိတော့အချိန်ပေးပြီးတော့ English လို့ပြောတာလေ့ကျင့်ပေးနေတင်တယ်။အဲ့လိုမျိုးပုံမှန်လေ့ကျင့်မယ်ဆိုရင်အချိန်3လပဲပေး။အချိန်3လပြည့်သွားပြီဆိုရင် ဒီထမင်းစားရည်တောက် basic conversation တွေတင်တာမကဘူး simple topics လေးတွေကိုပါကိုကလောက hesitation မရှိ confidence ရှိနေပြောနိုင်တဲ့အချိန်ညောက်သွားလိမ့်မယ်အချိန်တုံးလာပဲပေးအဲ့တော့အခုစပြောလို့တော့အခုစပြောလေးလာတော့အခုစပြောပြောတာလေးစင်တော့အခုမှစပြောမလုပ်ဘူးဆိုရင်နောက်တုံးလာနေလို့ကိုအင်္ဂလိပ်လိုမပြောတတ်သေးဘူးဆိုရင်အပြစ်တင်ရမယ့်သူကကိုကိုတိုင်းပဲကိုမလုပ်လို့ဖြစ်တာ ကဲဟုတ်ပါပြီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးအတွက်အကျိုးများရှိမယ်လို့မျှော်လင့်ပါတယ်နောက်ဆက်ဗီဒီယိုတွေမှာပြန်လာနေချက်ပြီးတော့တိကျပါမယ် anyway i hope you have a wonderful rest of your day and i'm going to see you in my next video bye bye